ဆောင်းရာတရအတွင်ဘင်္ဂလားပင်လယ်အော်၌မုန်တိုင်းငယ်၃ချိန်ဖြစ်ပေါ်နိုင်ပြီးဆောင်းမှုများရွာနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုနှင်ဆောင်းရာဒီရအတွင်ဘင်္ဂလားပင်လယ်အော်၌မုန်တိုင်းငယ်၃ချိန်ဖြစ်ပေါ်နိုင်ပြီးဒေသအများစုမှလည်းဆောင်းမိုးတွေရွာနိုင်ထေလို့မိုးလီဝသနှင့်ဆက်လက်ဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရသိရပါထေဆောင်းရာဒီကာလဖြစ်တဲ့2025ခုနှစ်နိုဝင်ဘာလခါနေ့2026ခုနှစ်ဖေဖော်ဝါရီလအထိရအတွက်ရေပူရမိုးလီဝသနှင့်ဆက်လက်ဗေဒခံမှန်းချက်အရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှလေ ဖီအားနဲ့ရှင်ဝန်း၅ချိန်ဖြစ်ပေါ်နိုင်ပြီး၃ချိန်မှာပုံမောအားကောင်းလာကမုန်တိုင်းငယ်ဖြစ်သူရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။မိုးရွာသွန်းမှုအခြေအနေတွေကတော့နေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းရဲ့နောက်ပိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနဲ့အေရဝတီတိုင်းတို့မှာ ရွာသွန်းမြန်းထပ်ပေါ်နိုင်ပြီးကချင်ပြည်နယ်မှာရွာသွန်းမြန်းအောင်လျှော်နေနိုင်ကရန်ကုန်တိုင်းပဲခူးတိုင်းရဲ့ရှေ့ပိုင်းစကိုင်းတိုင်းရဲ့ထပ်ပိုင်းတနင်္သာရီတိုင်းကယားကရင်ချင်းမိုးရခိုင်နဲ့ရန်ပြည်နယ်တို့မှာ ရွာသွုံးမြဲခန့်မိုးထချုံရွာနိုင်တယ်လို့သိရပါတယ်။ညအပူချိန်တွေကတော့စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့မှာဆောင်းရာသီကာလပြန်ပြအပူချိန်ရဲ့တစ်တရမငါဒီဂရီဆဲစီရနဲ့အထက်ပိုနိုင်ပြီးကြံသေးတာတွေမှာတော့ဆောင်းရာသီကာလပြန်ပြအပူချိန်ခန့်တာရှိနိုင်တယ်လို့ဆိုပါတယ်။ လူအခြေအနေကတော့ဆောင်းရာသီကာလအတွင်းဒေသအလိုက်မြူထူဆိုင်တွေရှိပြီးကန်ယူရန်ဒေသများကုန်းမြင့်နဲ့တောင်တန်းဒေသတို့မှာဘုံမိုးထူထပ်စွာမြူထူဆိုင်တတ်တယ်လို့သိရပါတယ်ရှင်။